This is Radio NUG, the voice of National Unity Government of Myanmar, broadcasting for Myanmar Spring Revolution. Radio NUG is transmitting from shortwave 16 meter 17.79 megahertz at 8:30 a.m. and 25 meter 11.94 megahertz at 8:30 p.m. Myanmar Standard Time. လာပါရှင်။မြို့သားညီမျိုးရေးအစိုးရရဲ့အတံလွှတ်ဌာနရေဒီယို NUG ကိုမန္တလေး၈နိုင်ခွဲမှာလိုင်းတူ60မီတာ19.3မှ9.5 MHz နဲ့ညပိုင်း၈နိုင်ခွဲမှာလိုင်းတူ95မီတာ17.3မှ9.5 MHz တို့မှာဓာတ်ရိုက်ဖမ်းယူနိုင်နိုင်ပါပြီရှင်။မင်္ဂလာအပေါင်းနဲ့ကြည့်ဆုံကြပါစို့။အခုချိန်ကစပြီးရေဒီယို NUG စီစဉ်နေပြီးဓာတ်ရိုက်အတံလွှတ်ပေးနေပါ ရေဒီယို energy ကိုနောက်ဆင်နေကြတဲ့တော်တာရှင်များနဲ့မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းတဘာဝဘေးစစ်အာဏာရှင်ဘေးတို့ကနေကြင်ဝေးပြီးကိုယ်စိတ်နှပါအေးချမ်းလုံခြုံကြပါစေလို့ရေဒီယို energy မှဥစွာပထမနှုတ်ခွန်းဆက်သအပ်ပါတယ်။ဒီကနေ့2025ခုနှစ်ဇွန်လ15ရက်နေ့ရေဒီယို energy ရဲ့ညပိုင်းထုတ်လွှင့်မှုအစီအစဉ်တွေကိုစတင်ထုတ်လွှင့်ပေးပါတော့မရှင်။ပထမဆုံးရေဒီယို energy စီရီသတင်းကောင်းနှုတ်ချက်ကို ရန်နိုင်ကဖတ်ကြားတင်ပြပေးပါမယ်ရှင်။ Radio Energy သောတာရှင်များမင်္ဂလာပါခင်ဗျာ။ကုချင်အစပြီ2025ခုနှစ်ဇွန်လ15ရက်နေ့ညပိုင်းမှာတင်ပြပေးမယ်။ Radio Energy ရဲ့စစ်ရေးသတင်းများကိုကျွန်တော်ရန်နိုင်ကဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။ပထမဆုံးတင်ဆက်ပေးခြင်းနဲ့စစ်ရေးသတင်းကတော့ဘုံရမျိုးကနောက်မြောက်တိုင်းစစ်တနာချုပ်ကို108မမရှော့တိုက်တုံးသုံးလုံးနဲ့ပြစ်ခတ်တိုက်ခိုက်တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ ဇဂိုင်းတိုင်းမုံရောင်မြို့မှာရှိတဲ့စစ်ကောင်စီရဲ့နောက်မြောက်တိုင်းစစ်ဌာနချုပ်နမခအတွင်ကိုတော်လှန်ရေးတပ်ဖွဲ့တွေကတရားခွန်မမရှော့တိုက်တုံးသုံးလုံးနဲ့ပြစ်ခတ်တိုက်ခတ်ခဲ့ရမှာသုံးလုံးစလုံးအောင်မြင်စွာကြောက်ရောက်ပေါက်ကွဲခဲ့တယ်လို့ BWN ဖွဲ့ကဒီကနေ့ဇွန်လ15ရက်မှာထုတ်ပြန်ပါတယ်။မုံရွာခြေဆိုင်စစ်ရှုံးကောင်စီရဲ့နောက်မြောက်တိုင်းစစ်ဌာနချုပ်ကိုမနေ့ကဇွန်လ14ရက်ည10:00နာရီအချိန်မှာတိုက်ခတ်ခဲ့တယ်လို့ဆိုပါတယ်။နောက်မြောက်တိုင်းစစ်ဌာနချုပ်ဟာဇဂိုင်းမကွေးတိုင်းမြောက်ပိုင်းနဲ့ ချင်းပြည်နယ်တို့မှာရှိတဲ့စစ်ရှုံးကောင်စီရဲ့တပ်ဖွဲ့တွေကိုမိန့်ပေးနေတဲ့ဌာနချုပ်ဖြစ်တယ်လို့တော်လိုင်းအင်အားစုတွေကိုနှီးမျိုးစုံနဲ့နှိမ်နှင်းနေတဲ့ဌာနချုပ်လို့သိရပါတယ်။ဒီစစ်ရှုံးကောင်စီဌာနချုပ်ဟာစက်တက်လေဒီတွေ drone တွေထိုင်ထားပြီးတော်လိုင်းတပ်ဖွဲ့တွေနဲ့ပြည်သူလူထုကိုနှိပ်စက်တပ်ဖြတ်နေတာကြောင့် Mission 41အဖြစ်ပေါ်ဆောင်ခဲ့တာလို့ BWN အဖွဲ့ကအသိပေးပါတယ်။ဒါပြင် နမခဌာနချုပ်တွင် ပျော်ပွဲရွှင်ပွဲတွေကျင်းပမယ်လို့သိရတာကြောင့်စစ်ကောင်စီတပ်ဖွဲ့အနေနဲ့ပေါင်းပါတွေမလုံခြုံတဲ့ခံစားချက်နဲ့အချိန်ပြည့်ချင်းချောက်ခံရနိုင်တယ်ဆိုတဲ့စိတ်ခံစားချက်ရနိုင်စေဖို့ရည်ရွယ်တယ်လို့လည်းဆိုပါတယ်။တော်လိုင်းပူပေါင်းဖွဲ့တွေပြစ်ခတ်လိုက်တဲ့ short တိုင်းတွေအနောက်မြောက်တိုင်းစစ်တပ်နာချုပ်ထဲမှာပေါက်ကွဲမှုတွေဖြစ်ခဲ့ပြီးစစ်ရှုံးကောင်စီတပ်ဘက်ကတံပြန်ပြစ်ခတ်မှုတွေရှိတာကြောင့်ထိခိုက်ပျက်စီးမှုအခြေအနေကိုမသိရသေးပဲဆက်လက်စုံစမ်းနေတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒီစစ်စင်ရေးကို Brave Warriors for Myanmar BWN ဖွဲ့ရဲ့ဦးဆောင်မှုနဲ့ ရှဲရုံမုံရအဖွဲ့ဖြစ်ထရီကန်မဟာမိတ်တရင် Justice Brothers Force အဖွဲ့တို့ပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ပြီးတော်လိုင်းရဲဘော်တွေထိခိုက်မှုမရှိခဲ့ဘူးလို့သိရပါတယ်ခင်ဗျာဆလဘီပခုတ်ကူအောင်သာပြူစကန်ကပြူစောဒီမိသားစုလက်နက်ခဲရံတွေနဲ့အတူအလင်းဝင်နေဆိုတဲ့သတင်းကိုလည်းတင်ဆက်ပေးပါမယ်။မကွေးတိုင်းပခုတ်ကူမြို့နယ်အောင်သာရွာပြူစကန်ကပြူစောဒီတူဟာမိသားစုနဲ့အတူလက်နက်ခဲရံယူဆောင်ကအလင်းဝင်လာတယ်လို့အေယာတောင်းတပ်ဖွဲ့ကပြောပါတယ်။အောင်သာရွာပြူစကန်ကပြူစောဒီတူဟာ ဇွန်လ၁၂ရက်မနက်၁၇နာရီခန့်ကမိသားစုတွေကိုခေါ်ဆောင်က G3 တနက်တလက် G ပေါင်း၈ခု G 356တောင်းအကွေးမှန်တစုံအီနာကဘုံဒီတလုံးယူဆောင်ကပခုတ်ကူခိုင်ပကဖလှုပ်ရှားတက်ဖွဲ့ငါအေယာတောင်းတက်ဖွဲ့တန်အလင်းဝင်ခဲ့တယ်လို့ဆိုပါတယ်အခုလိုလင်းဝင်လာတဲ့ပြူစော်တီကိုပခုတ်ကူခိုင်ပကဖလှုပ်ရှားတက်တက်ဖွဲ့ငါအေယာတောင်းတက်ဖွဲ့ကစုငွေကျပ်30ချိမြင်ပေးခဲ့ပြီးမိသားစုဝင်တွေကိုလည်းလုံခြုံစိတ်ချရတဲ့လွတ်မြောက်နေမြေတနေရာကိုပို့ပေးထားတယ်လို့သိရပါတယ်အေယာတောင်းတက်ဖွဲ့တန်အလင်းဝင်လာတဲ့သူက စစ်ကောင်စီကိုပြန်တော်လှန်မှာဖြစ်တဲ့အတွက်ဂျန်နယ်ဘူဇော်တီတွေအနေနဲ့အမြင်မှန်ရပြီးအလင်းဝင်ကြဖို့အေယာတောင်းတပ်ဖွဲ့ကဖိတ်ခေါ်ထားပါတယ်ခင်ဗျာအခုတကားနောင်ချုံမြို့နယ်အတွင်းမှာစစ်တပ်ကထိုးစစ်ဆင်လာတဲ့အတွက်တိုက်ပွဲတွေဖြစ်နေတယ်လို့ TNL ပြောကြားတဲ့သတင်းကိုလည်းတင်ဆက်ပေးပါမယ်ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမြို့နယ်အတွင်းကိုစစ်တပ်ကထိုးစစ်ဆင်လာတဲ့အတွက်ရွှေသွန်းရွာကံကြီးရွာပင်နယ်ကုန်းနဲ့ညောင်တော့ချေးရွာဘက်မှာတိုက်ပွဲတွေဖြစ်နေတယ်လို့တောင်းတက် TNL ကထုတ်ပြန်ပါတယ်အခုလိုစစ်တပ်ကထိုးစစ်ဆင်လာတဲ့အတွက် ဇွန်လ13ရက်နေ့နေ့လယ်7:00နာရီကျော်အချိန်မှာနောင်ကျုံမြို့နယ်ထဲကရွှေသွန်းရောင်မှာစစ်ကောင်စီတပ်နဲ့တအားတပ်မတော် TNL တို့တိုက်ပွဲဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ဒီတိုက်ပွဲမှာစစ်ကောင်စီတပ်ကလက်နက်ကြီး35လုံးပြင် drone နဲ့ပုံး12လုံးပစ်ကူပေးတိုက်ခိုက်ခဲ့တယ်လို့အသိပေးပါတယ်။အလားတူပိန်နယ်ကုန်းနဲ့ညောင်နှောင်းရွာဘက်မှာလည်းစစ်ကောင်စီတပ်နဲ့တအားတပ်မတော် TNL တို့တိုက်ပွဲဖြစ်ခဲ့ပြီးစစ်တပ်ကလက်နက်ကြီး40လုံး drone နဲ့ပုံး9လုံးပစ်ကူပေးတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ ဇွန်လ12ရက်နေ့ကလည်းကံကြီးကြီးရွာဘက်မှာတိုက်ပွဲဖြစ်ခဲ့တာရှိပြီးစစ်တပ်ကလက်နက်ကြီးအလုံး90ဒရုန်းနဲ့ပုံ15လုံးပစ်ကူပေးတိုက်ခတ်ခဲ့တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ငရင်တန်းတဲ့ပြည်သူတွေအတွက်လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းတွေဆက်လုပ်နိုင်ဖို့တိုက်ပွဲဖြစ်နေရာတွေမှာထိုးစစ်ဆင်မှာမဟုတ်ဘူးလို့မြောက်ပိုင်းညီနောင်မားမိတ်၃ဘွယ်ဘက်ကတစ်ဖက်သက်ပြည့်ရက်ကာလတလတတန်ထတ်တိုးထားတာကိုစစ်ကောင်စီဘက်ကခွင့်ကောင်းယူပြီးအဆက်မပြတ်ထိုးစစ်ဆင်နေတာကြောင့်နောင်ချုံမြို့နယ်မှာတိုက်ပွဲတွေမကြာခဏဖြစ်နေတာလို့ DNL သတင်းနဲ့ပြန်ကြားရေးဌာနကဆိုပါတယ်။ဒါကြောင့်မိဘပြည်သူတွေအနေနဲ့စစ်ကောင်စီဘက်ကလေရင်နဲ့ပုံကျဲတိုက်ခိုက်တာတွေကိုရှောင်ရှားနိုင်ဖို့စစ်ရေးသတိအမြဲရှိနေဖို့လိုအပ်ပြီးလေကြောင်းရန်ကိုကာကွယ်နိုင်ဖို့လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနီးလန်းတွေကိုလိုက်နာဆောင်ရွက်ဖို့လိုတယ်လို့ DNL ဘက်ကအသိပေးနှိုးဆော်ထားပါတယ်ခင်ဗျာ။အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio Energy သတင်းတောက်ကိုခန့်ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ။ ီရီသတင်းတွေကိုနားဆင်ပြီးမှတော့ခုဆက်လက်ပြီးပြည်ရင်းသတင်းများကိုကျွန်မຫນွေဥမုံကတင်ပြပေးသွားပါမယ်ရှင်။မင်္ဂလာညချမ်းပါ။2025ခုနှစ်ဇွန်လ15ရက်နေ့ Radio Energy ညပိုင်းပြည်ရင်းသတင်းတွေကိုတင်ပြပေးသွားပါမယ်ရှင်။ကျွန်မအောင်ဆုံးတင်ပြပေးမယ့်သတင်းကတော့ဆီယနာရှင်သက်ဆိုးရှည်ရထောက်ပံ့ကူညီနေတဲ့ထောင်အာဏာပိုင်တွေရဲ့နှိမ့်ဆက်ညှဉ်းပန်းမှုတွေကိုမှတ်တမ်းတင်ထားတယ်လို့သတိပိတ်အင်အားစုပြောကြားတဲ့သတင်းဖြစ်ပါတယ်။ ဆရာနာရှင်လက်အောက်မှာပြောပါနေပြီးဆရာနာရှင်တွေတတ်ဆိုးရှင်ရဲ့ထောက်ပံ့ကူညီနေတဲ့ထောင်အာဏာပိုင်တွေရဲ့နှိမ့်ဆက်ညှဉ်းပန်းမှုတွေကိုမှတ်တမ်းတင်ထားတယ်လို့စကိုင်းတိုင်းဒေသသမိတ်အင်အားစုကထုတ်ဖော်ပြောဆိုလိုက်ပါတယ်။မတရားဖန်ဆီးထိမ့်သိမ်းခံထားရတဲ့ကိုဝေမိုးနိုင်ပေါင်းဝင်နိုင်ငံအကျဉ်းသားတွေကိုထောင်အာဏာပိုင်တွေကရိုက်နှက်နှိမ့်ဆက်ခဲ့တာနဲ့ပတ်သက်လို့သဘောထားထုတ်ပြန်ရမှာအခုလိုပြောဆိုလိုက်တာဖြစ်ပါတယ်။ဝန်ကြီးချင်းတော်မှမတရားဖန်ဆီးထိမ့်သိမ်းခံထားရတဲ့နိုင်ငံအကျဉ်းသားတွေကိုတန်ချေချင်းတွေခတ်ပြီးထောင်အာဏာပိုင်တွေက ဇွန်လ17ရက်နေ့မှာမန္တလေးဥပိုလ်ကျင်းတော်ကိုပြောင်းရွှေ့ခဲ့တယ်လို့သိရပါတယ်။ပြောင်းရွှေ့ရမှာမုံရမြွနယ်ကလူလူတပိတ်ကောင်းဆောင်ကိုဝေမိုးနိုင်နဲ့ချောင်းမြွနယ်ကလူလူတပိတ်ကောင်းဆောင်ကိုမန်စာမြင်မုံတို့ပါဝင်ခဲ့တယ်လို့သခိုင်းတိုင်းဒေသတပိတ်အင်အားစုကဆိုပါတယ်။ငငယ်ချင်းသားတွေမန္တလေးဥပိုလ်ကျင်းတော်ရောက်ချိန်မှာထာဝရတန်းတွေကဒုတ်တွေတန်ကျိုးတွေနဲ့ရိုက်နှက်နှိပ်စက်ခဲ့တာကြောင့်ငငယ်ချင်းသားတွေထိခိုက်ဒဏ်ရာရခဲ့တာကိုစေကုသပေးတာမရှိဘူးလို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ် ကိုဝေမိုးနိုင်နဲ့ကိုမန်စာမြင့်မွန်တို့ဟာရိုင်းနှက်ခံရတဲ့ဒဏ်ရာတွေအတွက်စေကူတာခွင့်မပေးဘဲတန်ချေချင်းခက်ကတိုက်ပိတ်ထားတယ်လို့သိရပါဗျ။ခုလိုရိုင်းနှက်နှိပ်စက်တာခံရတဲ့မြို့နယ်လူလူတပိတ်ကောင်းဆောင်တွေပါဝင်ငွေအကျဉ်းသားတွေရဲ့တက်ရှင်တန်မှုနဲ့ကျမ်းမာရေးအခြေအနေအလုံးအတွက်ဆီယနာရှင်လက်ပါစီထောင်အာနာပိုင်တွေတာဝန်ခံရမှာဖြစ်ပြီးမဝီတော့တဲ့ကာလမှာပြည်သူလူထုရဲ့တရားစီရင်အပြစ်ပေးအေးအေးယူတာခံရမယ်လို့စကိုင်းတိုင်းဒေသတပိတ်အင်အားစုကအတည်ပြုထုတ်ပြန်ထားပါတယ်ရှင်။ ဒီကံပညာကျောင်းသားလူငယ်များအစည်းအုံတည်ထောင်ခြင်းလေးနှစ်ပြည့်အဖြစ်ဘာကတတဝန်လွာပို့တဲ့တင်ဒင်းကိုဆက်လက်တင်ပြပေးပါမယ်။ဒီကံပညာကျောင်းသားလူငယ်များအစည်းအုံတည်ထောင်ခြင်းလေးနှစ်ပြည့်အထိမ်းအမှတ်အဖြစ်မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများဖွဲ့ချုပ်ကဝမ်းမြောက်ကျောင်းတဝန်လွာပေးပို့လိုက်ပါတယ်။ဒီကံပညာကျောင်းသားလူငယ်များအစည်းအုံကို2021ခုနှစ်ဇွန်လ14ရက်နေ့မှာဖွဲ့စည်းခဲ့တာဖြစ်တဲ့အတွက်ဒီနှစ်မှ၄နှစ်ပြည့်မြောက်ခဲ့ပြီလို့သိရပါတယ်။ဆရာနာရှင်စန့်ကျင်ရေတော်လင်းခီးမှာပေါက်ဖွားလာတဲ့ကျောင်းသားဖွဲ့စည်းတရက်အနေနဲ့ ဖွဲ့စည်းတည်ထောင်ခြင်းကစာပေတောင်းသားတူနဲ့အတူပြည်သူလူထုအကျိုးဒီဇိုင်းမမတ်ထမ်းဆောင်ခဲ့တာတွေအတွက်ကုန်ယူတယ်လို့သဝင်လွာမှာဖော်ပြထားပါတယ်။ခုလိုတောင်းသားလူငယ်အစည်းအုံနေတဲ့အတူမဟာမိတ်ဖြစ်တိုက်ပွဲဝင်ရတာဟာတောင်းသားသမဂ္ဂများအဖွဲ့ချုပ်တွေရောပြည်သူတရလုံးအတွက်ပါအားဖြစ်စေခဲ့တယ်လို့ညွှန်းဆိုထားပါတယ်။ဒါကြောင့်အခြေခံပညာတောင်းသားလူငယ်များအစည်းအုံနေတဲ့ဖိနိတ်ခံပြည်သူလူထုနဲ့အတူရဲ့တည်ရင် ပြည်သူ့ဒီမိုကရေစီရေးတော်ပုံကြီးအောင်မြင်တဲ့အထိဆက်လက်တိုက်ပွဲဝင်နိုင်ပါစေကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများဖွဲ့ချုပ်ကဆုတောင်းပေးထားပါတယ်ရှင်။ခုနောက်ဆုံးတင်ပြမယ့်သတင်းကတော့စကိုင်းတိုင်းမှာရှိတဲ့မြို့နယ်ရှိခုကစစ်ဆောင်ပြည်သူတွေကိုစကိုင်းပြည်သူဖေးမကူကူရက်ကကျမရေးဆောင်ရှောက်မှုပေးတဲ့သတင်းပဲဖြစ်ပါတယ်။စကိုင်းပြည်သူဖေးမကူကူရက်ကစကိုင်းတိုင်းအတွင်းမှာရှိတဲ့မြို့နယ်ရှိခုကစစ်ဆောင်ပြည်သူတွေကိုခမ်းမဲ့ကျမရေးဆောင်ရှောက်မှုပေးခဲ့တယ်လို့ထုတ်ပြန်ပါတယ်။ ်မေလအတွင်းဆစ်ရှောင်းပြည်သူတွေရှိတဲ့နေရာတွေအထိကွင်းဆင်းပြီးကျမကြီးစောင့်ရှောက်မှုပေးခဲ့တာကိုစကိုင်းပြည်သူဖေးမကူကွင်းရက်ကမနေ့ကဇွန်လ14ရက်မှာထုတ်ပြန်လိုက်တာဖြစ်ပါတယ်စကိုင်းပြည်သူဖေးမကူကွင်းရက်အနေနဲ့စကိုင်းတိုင်းအတွင်းကအရေတော်ဝန်းတို့မုံရွာချောင်းဦးပလဲခင်ဦးဒဇယ်နဲ့ဘုဒ္ဓလင်မြို့နယ်တို့မှာရှိတဲ့ဆစ်ရှောင်းပြည်သူတွေကိုအခမဲ့ကျမကြီးစောင့်ရှောက်မှုတွေဆောင်ရွက်ပေးခဲ့တာလို့သိရပါတယ်ကွင်းရက်မှာရှိတဲ့မြို့နယ်တာဝန်ခံတွေကရေပြင်းမှာကျမကြီးစောင့်ရှောက်မှုပေးနေကြတဲ့ကျမကြီးတာဝန်ခံအဖွဲ့တွေနဲ့ လက်တွဲညီညီဆောင်ရွက်ခဲ့ကြတာလို့လဲသခိုင်းပြည်သူဖေးမကူကွန်ရက်ကတည်ပြီးပါတယ်။ကွန်ရက်ဖွဲ့သားတွေအနေနဲ့တိုင်းတွင်းမှာရှိတဲ့ဆစ်ဆောင်ပြည်သူတွေရဲ့လိုအပ်ချက်တွေကိုတထောင်တနေရာကနေဖြည့်ဆွမ်းကူညီနိုင်ရေးစင်တစိုက်ကြိုးပမ်းနေတာကြောင့်ဆစ်ဆောင်ပြည်သူတွေကိုလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးလိုသူတွေအနေနဲ့ကွန်ရက်နဲ့ချိတ်ဆက်နိုင်တယ်လို့သတင်းစကားပါထားပါတယ်ရှင်။ ။လောင်ဆန်းစုကြည်တက်80ပြည့်မွေးနေ့အချိန်မှာပန်းသမိန်နဲ့အင်ဂျီပြရှေ့ရတာလူလူလှုံရှားမှုလုံခြုံရေးအသည့်တရေရှိကြဖို့ GSCB တိုက်တွန်းနှိုးဆော်တဲ့တရင်ကိုဆက်လက်တင်ပြပေးပါမယ်။လူလူကောင်းဆောင်တော်ဆန်းစုကြည်ရဲ့တက်ရှိ၁၀ပြည့်မွေးနေ့အချိန်မှာပန်းသပိန်နဲ့အင်ဂျီပြလှုပ်ရှားမှုမှာပူပေါင်းပါဝင်ကြမဲ့ပြည်သူလူထုအနေနဲ့လုံခြုံရေးအသည့်တတိအပြည့်ရှိကြဖို့ထူထူသပိတ်ပေါင်းစပ်ညီနိုင်းအင်အားစု General Strike Coordination Body GSCB ကဇွန်လ၁၅ရက်နေ့မှာတိုက်တွန်းနှိုးဆော်လိုက်ပါတယ်။ လာမယ့်ဇွန်လ19ရက်နေ့မှာစရောက်မယ်လူလူကောင်းဆောင်ဒေါအောင်ဆန်းစုကြည်မွေးနေ့ကိုဂုဏ်ပြုကြိုဆိုတဲ့အထိမ်းအမှတ်ဖြင့်မွေးနေ့ရှင်တဲ့တကွအာရမဖန်စည်းခံထားရတဲ့နိုင်ငံအကျဉ်းသားတွေအလုံးချွေးချက်မရှိအများဆုံးလူမျိုးရင်းနဲ့ဆေးအဆုကလုံးမဲ့အတူရောင်ရွေးကောက်ပွဲကိုတပိတ်မှောက်တဲ့အနေနဲ့လူလူလှုံ့ရှားမှုကြီးနှစ်ခုဆင်နွှဲကြဖို့တိုက်တွန်းနှိုးဆော်ချက်နဲ့ပတ်သက်လို့ခုလိုသတိပေးလိုက်တာဖြစ်ပါတယ်လူလူကောင်းဆောင်ဒေါဆန်းစုကြည်မွေးနေ့နဲ့တွဲမြင်ပြီးသားဖြစ်တဲ့ပန်းတပိတ်လှုပ်ရှားမှုမှာနှင်းစီမီအပါအဝင်လက်လန်းမီယာပန်းတွေကိုပြာပန်းတင်တာ ဆန်ကေတာမှာအမျက်တနှုတ်ပန်းစင်တာလှပန်းအိုးထိုးတာပြန်လည်ပန်းနဲ့ဆောင်ပေးတာစတဲ့လှုပ်ရှားမှုဟာပထမလှုပ်ရှားမှုဖြစ်ပြီးရေပြင်လုံးတဲ့ပန်းတစ်ပိတ်လူလှုပ်ရှားမှုတွေမှာလုံခြုံရေးအသည့်တတိအပြည့်နဲ့ပေါ်ဆောင်ကြဖို့ GSCB ကနှိုးဆော်ထားပါတယ်ဒုတိယလှုပ်ရှားမှုဖြစ်တဲ့အင်ဂျီပြလှုပ်ရှားမှုလူရှက်ကမ်ပိန်းဟာနိုင်ငံအကျဉ်းသားတွေလူမျိုးရေးအတွက်ရည်ရွယ်တာဖြစ်ပြီးအင်ဂျီပြပစိုးအပြဘောင်းမီအပြအုတ်ထုတ်အပြအစရှိတဲ့ပြရန်ဝိဇ္ဇာသုံးဆောင်တွေကိုဝစ်စင်အသုံးပြုကြဖို့လို့သိရပါတယ် အဲ့ဒီပန်းသဘိန်းနဲ့အင်ဂျီပြာလူလူလုံရှားမှုရှင်းရတာကမ်ပိန်းကိုဇွန်လ14ရက်ကနေ22ရက်နေ့အထိပြုလုပ်တာဖြစ်တဲ့အတွက်မိမိတို့အစီအပြေတဲ့ရက်ဖြစ်စေ၊နေ့စဉ်ဖြစ်စေအစီအပြေတဲ့ပုံစံနဲ့ပါဝင်နိုင်တယ်လို့အသိပေးထားပါတယ်ရှင်။ခုတင်ပြခဲ့တဲ့သတင်းတွေကို Radio Energy သတင်းတော့ကိုခန့်မှပေးပို့ထားတာဖြစ်ပါတယ်ရှင်။ ဗီဒီယိုအန်ယူဂျီမှဆက်လက်တင်လှည့်နေပါတယ်ခုဆက်လက်ပြီးတော်လိုင်းကဗျာကန်နာမှာစုဘုံမိရေးသားထားတဲ့မိသင်ကြောက်များလို့အမည်ရတဲ့ကဗျာကိုလူလက်တွေဦးကခန်းစားရုပ်ဖတ်ပေးပါမယ်ရှင်မိသင်ကြောက်များခစ်ကိုခတ်ချလိုက်တဲ့အခါမိတော့ဟာရဲကနေပဲတောင်းကင်နှစ်ခုစာအလွဲတွေကြားမှာတည်ရေရှုံးဟာလောင်ကြီးပေါ့ပောက်ကောင်ကိုဖွင့်မယ်ဆို လက်ကိုရှောင်ကြရစင်မြင်မဟုတ်လားစိတ်ထားတဲ့နှုတ်ခမ်းတွေကြားမှာပိပိယိယိမင်းညိထားကြတဲ့နှလုံးသားတွေရှိတယ်တေတေတတ်တတ်ထောက်သိမ်းထားရတဲ့ performance စကားတွေရှိတယ်ခိုင်ခိုင်မာမာတိတ်ဆိတ်ထားဖြစ်တဲ့တမဏိတတားတွေရှိတယ်တရွေ့ရွေ့လှမ်းလျှောက်နေရတဲ့အဖိုးအိုတယောက်ရဲ့ဖလန်တဲ့အကွက်ကြဲကြဲကြီးထဲမှာ ဖက်ပောက်ကိုဂီတာလိုခောက်ပြီးအုံနောက်မှာတက်တူးထိုးထားတဲ့လူငယ်တွေရဲ့အတွေးအံဝတ်ထဲမှာလေးတော့ဖလင်ပြားပေါ်မှာဆော့ကစားနေရတဲ့ဖလေးလေးတွေရဲ့မသိစိတ်အရေးတစ်ခုထဲမှာတကားတွေအလုံးပိတ်ထားရတဲ့မိဖို့ကြောင့်လေကမိမသားတယောက်ရဲ့ဓာသွေးတံပေါ့မှာတဝန်တစ်ခါခྱི་သွားနေရတဲ့လင်သားတယောက်ရဲ့ဖက်ကျန်းတက်လိုက်ထဲမှာ မြစ်တွေဟာကိုကိုကိုလှောက်ခရင်ပင်လေစီဗီဒီယိုအန်ယူဂျီကိုနားဆင်နေကြတာပါဆက်လက်ပြီးစိုက်ပျိုးစီးပွားတောင်သူစကားအတန်အစီအစဉ်မှာတော့ဆယ်ရီနောက်ကျလို့နှမ်းမင်တွေမိုးကြီးမိပြီးအညာတောင်သူတွေအပြည့်အစုံဆုံးရှုံးများလာတဲ့အကြောင်းကိုຫນွေဦးလေးပြေကတင်ပြပေးပါမယ်ရှင်။ ရေဒီယို NUG ကိုနားဆင်နေကြတဲ့ပရိသတ်များရှင်အခုတင်ဆက်ပေးမယ့်အစီအစဉ်ကတော့စိုက်ပျိုးစည်းပွားတောင်သူစကားသံအစီအစဉ်ကိုနားဆင်ကြရမှာပါ။ဆေးရီနောက်ကျလို့နှမ်းပင်တွေမိုးကြီးမိပြီးအညာတောင်သူတွေအပြက်စီးဆုံးရှုံးများလာပါတယ်။ဒီသတင်းကိုရွှေညာမောင်ကပေးပို့ထားပါတယ်ရှင်။ မကွေးတိုင်းဒေသကြီးမှာဆေးရတမိုးကြိုနှမ်းဆိုင်ဧကတွေအများဆုံးရှိတဲ့ပွင့်ဖြူစလင်းစတဲ့ဒေသတွေမှာမုံချောင်းပေါ်တည်ထားတဲ့မဲဇလီဆယ်ကနေရေလွတ်ရဲ့နောက်ကျလို့အပင်ငယ်စင်မှာမိုးကြီးကျပြီးဒေသတွင်းမှာစိုက်ပျိုးထားတဲ့မိုးကြိုနှမ်းဆိုင်ဧက90ရာခိုင်နှုန်းနီးပါးရေနစ်မြုပ်ပျက်စီးခဲ့ပါတယ်။ဒီအခြေအနေကိုပွင့်ဖြူမြို့နယ်မှာတောင်သူတွေကအခုလိုပြောပါတယ်။မိုးပဲကျွန်တော်တို့မကြုံအောင်မိုးနဲ့ဆယ်ရောင်းကြီးပါ ဆယ်ပြောင်းကြီးကနောက်ကြတော့ဒီနှံ့နေဆယ်ပြောင်းကြီးနောက်မကြရင်ဒီနှံ့တာမဟုတ်ဘူးဆယ်ပြောင်းဆယ်ပေးဝင်မှုရတဲ့ရေကနောက်ကြတယ်ဒီခုကျွန်တော်ကြက်ရတဲ့တခုတာပြီးကမှအခါပြီးကမှကြက်ရတယ်ဆိုတော့ဒီမိုးနဲ့တွေ့တာမိုးနဲ့တွေ့တဲ့ကဒီနှံ့ဘလုံးမဖြစ်မိုးမိဘူးဆိုမှနှံ့ကျွန်တော်မကြိုက်တော့ကျွန်တော်ကြာကျွန်တော်ဖြစ်နေပြတာနော်ကျွန်တော်မိုးရေမကြိုက်ဘူးဟုတ်မိုးရ ဟိုအတားစီမရှိဘူးနော်ခုဒီဒီဒီဘက်ရောက်သွားတယ်မိုးကြတော့တဘလုံးမှာတားစီမရှိဆယ်လုံးကဆိုမှဒီနေ့နေဘလုံးကလုံးမရတော့လက်ရှိ2025ခုနှစ်မိုးရာသီမှာတောင်ကျုပ်ပင်လယ်အတွင်းချိန်ကာမဟုတ်တဲ့မုန်တိုင်းတွေဆော့စီးဝင်လာကြတာလဲအနောက်တောင်မုတ်တုံလေဝင်ရောက်မှုကိုအရင်နှစ်2024ခုနှစ်ကထက်16ရက်ဆော်လာစေပါတယ်ဒါကြောင့်ဆယ်ရည်မရလို့နောက်ကျဆိုက်ရတဲ့အတွက်နှမ်းပင်တက်တန်းငယ်ချိန်မှာမုန်တိုင်းမိုးအချိန်နဲ့မုတ်တုံမိုးတွေများခဲ့လို့မိုးကြိုကာလမှာစိုက်ပျိုးတဲ့နှမ်းပင်တွေပျက်စီးခဲ့တာပဲဖြစ်ပါတယ်မိုးကြိုနှမ်းကို တကူးလမိုးမရွာခင်ကတည်းကစိုက်ပျိုးလေးရှိကြပေမဲ့ဆေးရည်နောက်ကျလို့မေလအတွင်းမှာစိုက်ပျိုးကြပြီးမေလကုန်ပိုင်းကနေဇွန်လဆန်းထိဆေးရည်နှီးပါရွာတဲ့မိုးကြောင့်နှံငင်းတွေရေဝင်နစ်မြုပ်ပျက်စီးခဲ့ရတာပဲဖြစ်ပါတယ်။ပွင့်ပြူဒေသရဲ့မိုးကြိုနှံစိုက်ပျိုးထုတ်လုပ်မှုဟာလက်ရှိ2025ခုနှစ်မှာလဲမိုးများလို့ပျက်စီးခဲ့ရသလိုပြီးခဲ့တဲ့2023ခုနှစ်မိုးခေါင်မုန်တိုင်းကြောင့်လကောင်း2024ခုနှစ်မှာလဲမြေရေရှမ်းနာကြောင့်လကောင်း၃နှစ်ဆက်တိုက်ပျက်စီးခဲ့တာဖြစ်ပါတယ်။အညာဒေသဖြစ်ပေမဲ့လဲ ARE မြေအပြင်မုန် ုံချောင်းမန်းချောင်းစတဲ့ရေအေးမြစ်ကျွဲဝတဲ့မင်းဘူးစကုပွင့်ဖြူစလင်းစတဲ့ဒေသတွေမှာတနစ်မှာ300ဒီလုံးတီးနှက်အဆက်မပြတ်စိုက်ပျိုးတဲ့ဒေသတွေပဲဖြစ်ပါတယ်။မိုးရသည်မှာအညာဒေသရဲ့ထိတ်တန်းဆန်ဖြစ်တဲ့မကြံတော်အေယာပရေသာအေယာမင်းလို့အတီးတီးခေါ်ကြတဲ့အေယာမင်းစပါးတွေကိုစိုက်ပျိုးကြသလိုဆောင်းရသည်မှာလည်းကလပ်ပဲပဲကြီးစတော်ပဲပဲထော့ဘက်ပဲဒီစိန်စတဲ့ပဲမျိုးစုံကိုအကြအလက်မရှိစိုက်ပျိုးကြတာဖြစ်ပါတယ်။စောင်းတီးနှံသိမ့်ပြီးလို့မိုးမကြသေးခင်အချိန်မှာဆယ်ရရတဲ့ကွင်းတွေမှာလည်း ဲမိုးချိုသီးနှံဖြစ်တဲ့နှမ်းကိုအဓိကထားပြီးဝမ်းစာစီအသုံးအတွက်နေကြာကိုလည်းစိုက်ပျိုးကြတာဖြစ်ပါတယ်။အဲ့ဒီလိုသုံးသီးစိုက်ပျိုးကြပေမဲ့လည်းအကျန်းဖက်စစ်တပ်ရဲ့စံစဘာမူဝါဒအမျိုးမျိုးကြောင့်စဘာဝယ်သူမရှိတာဈေးတွေကျတဲ့အပြင်စောင်းသီးနှံပဲမျိုးစုံမှာလည်းစိုက်စရိတ်ထက်မပိုတဲ့သီးနှံဈေးတွေအပြင်မိုးချိုသီးနှံကြပြန်တော့လဲသုံးနှစ်ဆက်တိုက်တဘာဝဘေးကြောင့်ပျက်စီးဆုံးရှုံးလာတဲ့အတွက်တောင်သူတွေမှာသုံးသီးစိုက်ပေမဲ့လည်းဝင်ဝင်ပြပဲမိသားစုစားဝတ်နေရတဲ့အတွက်လေယာဉ်မြေတွေရောင်းချပေါင်နှံသုံးဆွဲလာ ာရပါတယ်23ကနေကျွန်တော်အခုချိန်ထိအောင်ထိခိုက်တာပဲ23ကနေစထိခိုက်တယ်ဒါကျွန်တော်24မှာလည်းຫນွေလည်းစိုက်တယ်ຫນွေလည်းစိုက်တဲ့ဟာလည်းຫນွေလည်းမသိင်ကြအောင်နောက်ထပ်အဲ့ပြန်မိုးလည်းပြန်စိုက်ပြုတ်မဲ့ຢာစီကြလဲအော်ဒီရပြန်လာအောင်ကျွန်တော်ရေချာနောက်စိုက်မှာစိုက်တော့ကြတော့တချို့မောင်းတဲ့လူကမအောင်ကောက်ပင်တန်းလန်းနေပဲအဲ့တိုင်းထားခဲ့ရတီနံဖြစ်ထုံးမှုဆိုတာမရှိတော့ဘူးဖြစ်ထုံးမှုမရှိတော့မိသားစုဝင်ဝင်ဆိုတာရှိမှမရှိတော့တော့မိသားစုဝင်ဝင်အရှင်ပြိုးကတော့လယ်လေးပေါင်သုံးတာတို့တချို့လလန်းမြည်ရလို့ပတ်ဆက်ချီသုံးတာပေါ့အဲ့ဒါမျိုးကြီးလောက်ကြတာ မြန်မာတနိုင်ငံလုံးမှာနှမ်းဆိုင်ဧက၄တန်းနီးပါးရှိပြီးပွိဖြူမျိုးနယ်အပါဝင်မကွေးတိုင်းဒေသကြီးတစ်ခုလုံးမှာနှမ်းဆိုင်ဧကအများဆုံး၁၂သိန်းကျော်နဲ့ဆိုင်ဧကအများဆုံးဖြစ်ပါတယ်။အခုပျက်စီးဆုံးရှုံးသွားတဲ့မိုးကြိုနှမ်းဆိုင်ဧကကတော့၈တောင်းကျော်ရှိပြီးအဲ့ဒီဆိုင်ဧကရဲ့၉၀ရာခိုင်နှုန်းကျော်ပျက်စီးသွားတာပဲဖြစ်ပါတယ်။ဒါကြောင့်၂၀၂၅ခုနှစ်အတွက်မိုးကြိုနှမ်းတိနံပျက်စီးဆုံးရှုံးသွားတဲ့အတွက်တောင်သူတွေမှာကြက်ငွေဘီလီယံ၈၀နှစ်နာဆုံးရှုံးသွားပြီးလက်ရှိမိုးရာသီစပါးပြန့်လဲစိုက်ပျိုးနိုင်ဖို့အတွက်အခက်အခဲတွေရှိလာမှာပဲ။ ဲဖြစ်ပါတယ်။အကြံဖက်စစ်တပ်ကတော့မိုးကြိုတောင်သူတွေကိုတစုံတရာကူညီပေးနိုင်တာမရှိဘဲပျက်စီးဆုံးရှုံးသွားတဲ့စိုက်ဧကတွေကိုစည်ရင်ကောက်ရမှာစိုက်ဧကတွေလျှော့တင်ဖို့မြို့နယ်အဆင့်ဌာနဆိုင်ရာတွေကဖိအားပေးနေကြပါတယ်။အခုတင်ဆက်ပေးခဲ့တဲ့မြေပြင်သတင်းကြောင်းရာတွေကိုတော့သတင်းတော့ရွှေညာမောင်ကပေးပို့ထားတာဖြစ်ပါတယ်ရှင်။ဗီဒီယို NUG ရဲ့တွန်လေးဒီဂီတာအစီအစဉ်ကိုဆက်လက်နားဆင်ကြရပါမယ်။ တေးရစလိုင်းထန်ကီတေးဆူချမ်းမြင့်ညိုရဲ့ငကျင်ဆိုးလို့အမည်ရတဲ့ဒေသချင်းကိုနားဆင်ခံစားကြပါရှင်။ Radio Energy ရဲ့ဒီကနေ့ညထုတ်လွှင့်မှုနောက်ဆုံးအစီအစဉ်လေးနဲ့တိုင်းသားဘာသာစကားထုတ်လွှင့်မှုအစီအစဉ်ကိုနားဆင်ကြရပါမယ်။ဝါဘာသာနဲ့တပတ်အတွင်းသတင်းများကိုရာခေလကတင်ပြပေးပါမယ်ရှင်။ កេមមមសំស្កលាសញ៉ាងមកតាយមេកេងផ្វៃពូខានគីលស្មេតិក្រៃក្រុងឡៃស្តង់តបងទួខានគេរចាប់ផាំងអេនយូជីទូកោមកយ៉ាគីឡៃស្តង់តជីកានេចកាញ់កាញ់បំយ៉ាងសានស៊ូជីសង្ហាញាកជូណតតៃញោមយូកានចកឡៃយកយកទៅស្ងាយអានបំជិតចបគួយពលក្រុមខានគីស្មេតិយូកានចកឡៃញាកជូណតតៃញោមគ្លឺខៃអានកតា ប្លែនបានពុះសុខសាក់ទៅហូតមកជិតចោជាយកាញ់ចោមើលទៅប្រើកដាថងសសំពុនគួរកាប់ប្លុកលន់គីអមកដាបកញ្ញាអ៊ីនតាប្លែនបានពុះសុខសាក់បច្ចុប្បន្នគ្រីកទីយោបើសឡាក់កានេសនសាអមកបច្ចុប្បន្នគ្រីទីយោបមកគន represent kan ki you can job ta tap te ti ta te en kan jo ti raji te te ta la pa ma chup job pi pa ka da rang ra nai room pride pon ti to lai sti son e phan ma pok ka te chi kan ne cha kan kai ya ang san su chi sangai ke no sangai chu kri ki you ប្រានិកជូនោះតតៃនំកណេប្រមោះក៏របស់គៀមអៀងជូគ្រីតយូកានចោប្រតិតទេម៉ៃតាក់តៃតទីតឡៃផាន់មកកងរងក្របជូគ្រីតយូកានណេតាក់តៃបសក្រាក់ពកុយរ៉ាប់រឹមអេសនសាំងពុនគួយក្រាសាយទីកដាញ៉ែម៉ៃសនសាំងពុនយូអេញ៉ែទីគួយក្រាហមក្រាងម៉ៃអមក្រាប់ពកៀមអានតកខាញ់តកសនសាំងពុនតអេឡាក់សងម៉ៃប៉ទីក្រាប់ពកៀមអ៊ីនពកុយជូគ្រីតយូផានីសម៉ែទីតាំងកាប់យ៉ាងឡាញ់កានគៀងអា ប្រក្របជុគ្រីទយុសសំពងគួយក្រតងអេស្ទីម៉ាប់សសំពងគួយក្ររ៉ែនអេទីណកីពុនទេតក្រតតងសុនអេផានអរាជិតស៊ីកានណែក្រស្នាកតពិហាពហុនអេកោហៃពុនទីគួយក្រតងទីម៉ាក់ក្របតាតគីទេអឺនប្លូទីឆាតកេមប៉េនខាន់គីក្រកានចោអានកានណែ ឋានមកស្បែកបច្ចុប្បន្នអីប្រកាន in បច្ចុប្បន្នគ្រីគ្រីយូកណែសូសំពុនគួរក្រាលកលន់ប្រមកជិបចោពុយបរឺថងបយុកាំងចោមើងខាន់គីមកប្រទេសជឿសុនគីសូសំពុនគួរក្រាតងអេទីសង្ហៃអានសូសំពុនគួរលកលន់គីអេចោរិរកពាន់ខំអ៊ុយខំលេងទៅទីតឡាយក្រើចកាញ់កាយសង្ហៃញឹកជូណតតៃណូម៉ាក់រងកັບស្មែកគ្រីយូប្លុករ៉ាប្លុកកណែយូកាំងចោក្រាតតិ ន្តែស្ងាយចាស់ទីក្រគិលះកពុនស្ងាយទៅមួយតងាទីស្ងាយម៉ៃផាន់មកក្រស្ងាយអែនកានេផាន់មកជប់ចោគួយវិញក្រំគីសម័យទីយូកាន់ចោក្រតបតេទីណៃតាក់តៃម៉ៃចាក់សបេបប្រីគីអេអ៊ុតិមតិអានអងអាម៉ៃពុពុសម័យទីវេក្រអិនខាន់គីសងសងពុនគួយក្រខំអេឌីវេតទីតឡាយពុនទីតតរងរកអេឌីទី ស្កោណាជីជីកណែក៏ដាក់មើញ៉ាំម៉ាប្រមោះញេចុងកលឡាយសុនកុនយ៉ាក់ខាន់គីសូសាំងពុនគួយក្រាត់លកណែខាញ់ពឿនបលីម៉ែកាញ់ចោក្រាត់គូជីខាន់គីប្រមោះជុបចោបគួយពុនក្លំកូឃ្យូទីជាអកម័យមើងតាំងតោះទៅទីកន្លែងក្រៅពកញាំអេនផនមកក្រស្នាគាត់ពីហោះប្រហ៊ុនម៉ែមើងផ្លាក់ប្រៃលូស្តាងខាន់គីក្រស្នាកងប្រងទៅ UA កែកែណែប្រមោះលំឆប់ពុយប្រពន្ធទី ្រៃលោកអខ្វាំងតនិភងលាអាយុនិក្រមមមានម៉ាសសំពុនគួយក្រកចុងគុនអាក់ពីម៉ាសសំពុនមក ក្រាប់ខបចោសនបកៀមកសនគីប្លាក់រាជីពីញ៉ាបំជុចអញតាញញុយអជុយ៉ាអង្អាកោសសងពុតគួយក្រាសាំងឡាងអេម៉ៃពឹនពីលីខានគីអចោទីរែនម៉ៃបំមឹងប្លាក់ប្រៃម៉ៃបំររ៉ព្រីមបញ្ញាបំមាទីអង្អាសនគនអាក់សសងពុតគួយក្រាពុបងអេទីយូយូកមោពុនឌីកឃ្យូកានោគីតតិតឡៃក្រាមឹងញ៉ាំម៉ាបំមកនអាក់គីខានគីក្រាក្រងក្រាកក្រាសនគីក្រាក្រាជុយីកានេអង្គួយក្រាមមបកៀមអ៊ីនម៉ៃគួយក្រាសុំទីតតិតឡៃ លើខៃអានសងសាអង្ក្លាក់រកកសន់គួយកសុំសនគនយ៉ាគីខានគីក្រពកអឹមអ៊ីនយ៉ាំកកគីឡាយក្រញ៉ចងកានគីអង្អះកសសងពុនគួយក្រសើគីទីក្លងម៉ងបលយសសងពុនគួយក្រលកលានគីខៃក្រហ្វៃតាប់ឡែនម៉ាន់ពីពុញព្រីមកចាក់ព្រូមកតទីងជីទទេតឡាយអាយុណាន กระดับขีพควนกระสังไงกระดับเป็นที่เปียนเนี่ยยังอุดแตงเวนกระดับเนี่ยจงเกิดลายประมอตับแลนมันปุยสุขสักที่ปืนปลีไม้จากปุลชะก่อนยอมอยากอ่างอาไม้ประมอจะเกิดจะสอนตั้งงาปุ่นเกิดกุยกระยุมกีตะเสียไปตะเที่ปนกล้วยกระตองสตังเลยจิตจีแกนแน่พันมอปลักระจุยาปลักระหอกันแน่มอคือสุขสักดินลายกระดับปลักระเมืองยมมะกระดับปกแยมอินประมอจุจอปุยปุยกระดับเมืองญี่ปุนก่อนปุยหาปุยหอนปลักระเมืองยมมะพุนติต่อการไล่ ตับเตะสนกระดาลุมหอตัดเตะพันหมอเมืองห่อกันแน่เมื่อคืนไลค์นอกิดสุขสากระดาการจอมเมืองยามาบอกแกมเนกระดากรองกราบรีตับแลนมันปุสุขสักออบสุพรอมปุ่นติดต่อกระตึมกระจอยมากีสงสังปุ่นกุยกระเชนกิติการจอมไปต่อกระตึมสนปลักระตับแลนมันปุสุขสักกันน่ประมอจุดจอปุ่นปุ่ยกระดาเมืองญี่ปุ่นควันปุ่นเมืองยามากระดาขีดยาปุ่นติดต่อไลค์ตับเต่กระสนนอกิกระดาเวงตุจูอุสากะ อังอาไม้เป็นตังตากุดากุจิอังอาก็ปนที่อยู่กันจอกระตับแต่ดิกเลยขายอันทันหมออจุยาเมืองหอไม้ประหมออีเอูขันขีจุดจ่อในรุมไพรอังอาก็มอเคือต่อกิรังราตุมแน่ปลักระตับแลนมันปุสุกสักโซซาอังจุดจ่อหอปนดินไลกระดกันจอเหมือนยำมาปนที่อยู่กันจอกระตับแต่สงสังปนกุยกระนับยามกี้พร้อมที่กวนไปหาพหุนมาสองสังปนกุยกระเหยียดกินเลาะกวนไปหาพหุนปนที่อยู่กันจอกระต่อติดไลกระดลมห่อตตี អ៊ីបនគួយកាតំស្តាប់ពនជិតជីកណែជួចតាប់ឡែនបានពុសុខសាខហើយព្រីគីសអបសិប្រមកដរ៉ាហេងតងាទីនុមក្រខិរាទីសង្ហៃខហើយពុនគិតព្រីទុំហុយពុននុមកណែក្របកខេមអ៊ីនកានចោពីយូគីកបយ៉ាងគាន់ពីហាប្រហូនប្រក្រាគូជីអង្អាក្រាយូអខាងលៈសូនគាន់ពីហាប្រហូនអ៊ីហើយពុនទីយ៉ាគូតាគូទីជួចប្លាក់ណាមងញ៉ាំម៉ាអមយូតមី តមកាពុនទីពីឡៃសាយុណានកដរ៉ារិងតងាផាននឹមកដខីផាន់ជុបចតប្លែនម៉ានពុសុបសាហុយទីពុញព្រីម៉ៃលថាពុញណៃខាន់គីមកខឺហៃគួយកណេទីកាន់ចោក្រប្រយោគីកបញ្ញក្រភិកជនកនពីហោប្រហុនទទីតឡៃអេពុនទីយ៉ាទៅខៃអានហៃពុនទីគួយកាន់ចោក្រតតិចរាកដបកញ្ញអ៊ីនក្របច្ចុគ្រីគិតយុសុនស៊ូវេសុនសាំងពុនគួយកទីគិតអឺនឡៃស្តាំងរ៉ារ៉ាស៊ឺស៊ីមកបតិងជឺ សនសាងពុនគួយក្រាក្រមេតិតេបតេតាប្លែនម៉ានក្រាប់យូគីកាប់យ៉ាងគាន់ពីហាពុកមកក្រាឡាត់ក្រាក្រាំងសុនគាន់ពីហាពុនតេតិតឡៃពុនគួយក្រាតងស្តាអ៊ីនមកឡៃស្តាងបតតជុចចពុពីយូកៃខែងក្រាចាក់ផាំងអេនយូជីខាវ៉ាញ៉ាត់ពីក្រុងឡៃស្តាអ៊ីនកែពីគួយក្រាហ្វារ៉ុងហ្វារីម៉ៃកែមកក្រាប់ផ្លាត់ក្រាំងសុនពីតេតិតឡៃកេស្តាំងទីមកសុនពីកោចពុហេ ခေတ္တရန်နာလိုက်ပါမယ်ရှင်မြန်မာစံတော်ချိန်မနေ့၈နာရီခွဲနဲ့ည၈နာရီခွဲအချိန်တွေမှာပြောင်းလဲဆိုပြထားပါလို့ရှင် Radio NUG ကိုမနေ့ပိုင်း၈နာရီခွဲမှာလိုင်းတူ60မီတာ19.7 MHz နဲ့ညပိုင်း၈နာရီခွဲမှာလိုင်းတူ95မီတာ17.9 MHz တို့မှာဓာတ်ရိုက်ဖမ်းယူနိုင်စင် မြန်မာနိုင်ငံသူနိုင်ငံသားများကိုစိတ်နှဖျားစမ်းမချမ်းသာလို့ဘေးကင်းလုံခြုံကြပါစေလို့ Radio NUG ရဲ့ဖွင့်သူဖွေသားများကဆုတောင်းလိုက်ရပါတယ် San Francisco Bay Area အခြေဆိုင်မြန်မာမိသားစုများနိုင်ငံတကာကစေတနာရှင်များလို့အားပေးကြတဲ့ Radio NUG ဖြစ်ပါရှင်အရေးတော်ပုံအောင်ရပါ